ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အော်တိုဘားလ6ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့သတင်းကျွလပြည့်နေ့မှာနမ်တူနဲ့သီဘောကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်း၊၄ကီကော်မျိုးတစ်နယ်မြေအချို့ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့မဲဆင်းရင်တွေအကြီးအကျယ်လွှဲမှားနေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ တရင်းကျွတ်လပြည့်နေ့ဖြစ်တဲ့အောက်တိုဘာ6ရက်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်ရှိနမ်တူနဲ့တေဘောမျိုးတို့ကိုစစ်ကောင်စီတပ်ကချက်တိုက်လျင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒီကနေ့မနက်9နာရီခွဲလောက်မှာနမ်တူမျိုးပန်ဟရက်ကွက်နှစ်ကိုချက်လျင်နဲ့ဘုံကျဲသွားလို့နေအိမ်အတန်းလိုက်3လုံးမျက်နှာချင်းဆိုင်အိမ်2လုံးအိမ်စီးကား2စီးခီးတဲ့တင်မန်လုံးကား2စီးပျက်စီးပြီးလူသေးဆုံးတာတော့မရှိဘူးလို့ဒေသခံကပြောပါဗျ။စစ်တပ်ကနမ်တူမျိုးမှာဘုံကျဲတိုက်ခိုက်ခဲ့ က်ပြီးတဲ့နောက်၄မိနစ်အကြာမှာတီဘောမြို့ထဲမှာလည်းဘုံကျဲတိုက်ခိုက်သွားပါတယ်။ဂျက်တိုက်လျင်နဲ့နမ်တူကိုမနက်9:38မိနစ်မှာကျဲသွားပြီးတဲ့နောက်တီဘောကိုမနက်9:44မိနစ်မှာပြန်ကျဲသွားတာဖြစ်ပြီးလက်ပြင်းနဲ့ဖြစ်တော့ဖျားသွားကြောင်းတက်ဖုံးကြီးကြောင်းရောက်နေချိန်မို့လူအထီးခန့်မရှိတာလို့ဒေတာခန့်ကဆိုပါတယ်။နမ်တူမျိုးမျိုးမဆေးရရက်ကွက်နှစ်ခုမှာဘုံကျဲတိုက်ခတ်လို့နေအိမ်6အိမ်ထိမှပျက်စီးခဲ့ကြောင်း TNRA သတင်းနဲ့ပြန်ကြားရေးဌာနကလည်းသတင်းထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်လေးကီကောင်မြို့တရှိနယ်မြေတချို့ကိုစစ်ကောင်စီတပ်ကတိုင်ပိုက်ခဲ့တယ်လို့စီရီသတင်းရင်းမြစ်ကပြောပါတယ်။မြဝတီမြို့တောင်ဘက်ဝေါ်လီလမ်းပိုင်းမှာဆုံးရှုံးထားတဲ့တပ်စခန်းတွေကိုပြန်လည်ရယူဖို့အတွက်စစ်ကောင်စီတပ်က drone လက်နက်ကြီးပစ်ကူရယူပြီးစစ်ကြောင်း၅ကြောင်းနဲ့လေးကီကောင်မြို့တစ်ကိုထိုးဖောက်ဝင်ရလာတာကြောင့်ကရင်မြို့သားလူမျိုးရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။အောက်တိုဘာ၄ရက်ကတိုက်ပွဲပြင်းထန်ပြီးစစ်ကောင် ောက်စီတပ်ဖက်က drone လက်နက်ကြီးပစ်ကူမနာတမ်းရယူပြီးထိုးစစ်ဆင်တာကြောင့် KNL ပူပေါင်းစစ်ကြောင်းဖက်က၄ကီကောင်မျိုးတစ်ကနယ်မြေတချို့ကိုလက်လွတ်လိုက်ရပါတယ်။စစ်ကောင်စီဝါရဖြန့်တရင်တွေမှာတော့စစ်တပ်က၄ကီကောင်မျိုးတစ်ကိုအလုံးစုံသိမ်းပိုက်ရရှိပြီလို့ဝါရဖြန့်ထားပါတယ်။စစ်တပ်ဩဇာခံပြည်တော်စုရေးကောက်ွယ်ကော်မရှင် UEC ကထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်စည်ရင်တွေမှာရာနဲ့ချီလွဲမှနေပြီး တည်တဲ့သူတွေလည်းပြန်ပါနေတယ်လို့တက်ရှိထင်ရှားရှိနေသူတွေမဲစည်းရင်တည်းမပါတာတွေရှိနေတယ်လို့ကြံ့ကြံ့ရေးပါတီဘုပ္ပတရီမြို့နယ်လွှတ်တော်ကိုစလင်ဟောင်းဦးလှဆွေက ပြောပါတယ် UEC ကထုတ်ပြန်လိုက်တဲ့မဲစည်းရင်တွေဟာနေပြည်တော်လိုနေရာမျိုးမှာတော့ရန်နဲ့ချီကွာချနေတယ်လို့ဘူးလက်လက်ဆွေလို့လူသိများတဲ့ဦးလှဆွေကသူ့ရဲ့လူမှုကွန်ရက်ကနေပြောဆိုခဲ့တာပါမဲစည်းရင်900မှ300လောက်กว่าနေတယ် UEC အနေနဲ့ပြန်လုပ်ရမယ်ရက်ွက်အုပ်ချုပ်ရေးမှူးမိသားစုကမဲစည်းရင်မှာ မပါဘူးတေသွားသူတွေလည်းပြန်ပါနေတယ်လွတ်တော်ကိုစလဲမိသားစုမပါဘူးလို့ဦးလတ်စွေကပြောပါတယ်2020ရွေးကောက်ပွဲလို့မဖြစ်အောင်2025ရွေးကောက်ပွဲကိုမှန်ကန်တည်ကြအောင်ဆောင်ရွက်ပါမယ်လို့ UEC ဥက္ကဋ္ဌအငိမ့်စားဘူချုပ်တန်းစိုးကမီဒီယာတွေနဲ့တွင်းဆုံစင်မှာပြောဆိုခဲ့ပေမဲ့လည်းမဲစင်ရင်ထုတ်ပြန်ရမှာမှားယွင်းမှုတွေရှိနေတာပါ တရုတ်ပင်လယ်တွင်တိုင်ဖွန်းမုန်တိုင်းပြီးခဲ့ပြီးဆက်ချုပ်ရင်းခဲ့တဲ့သင်္ဘောတစည်းပေါ်ကမြန်မာသင်္ဘောသား၁၀ယောက်ကိုတရုတ်နိုင်ငံကကယ်တင်ခဲ့တဲ့အကြောင်းစင်ဟွာသတင်းမှဖော်ပြပါရတယ်။အဲဒီသင်္ဘောဟာတရုတ်နိုင်ငံတောင်ဘက်စွန်းဟိုင်နမ်ပြည်နယ်ဆန်ရှားမြို့နယ်တဲကယုံရှင်းကျွန်းအနောက်ဘက်203ကီလိုမီတာလောက်ကွာတောင်တရုတ်ပင်လယ်ထဲမှာပဲ့ကင်ကီယာဆက်ချုပ်ရင်းလို့ထိမ့်ကျုံမရပဲမျောပါနေတဲ့အကြောင်းစက်တင်ဘာ26ရက်မှာဆန်ရှားပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးစင်တာစီသတင်းပို့ခဲ့တာဖြစ်ပါတယ်။ ဘူလိုက်တိုင်ဖုန်းမုန်တိုင်းဟာသူတို့ရှိရာစီကိုအလင်းမြန်ချင်းကပ်လာနေတာကြောင့်သင်္ဘောသားတွေအနေနဲ့အန္တရာယ်ရင်ဆိုင်နေရချိန်စင်တာကနေချက်ချင်းအရေးပေါ်တုံ့ပြန်မှုစနစ်ဖွင့်လှစ်ပြီးတော့ကယ်ဆယ်ရေးသင်္ဘောတစ်စင်းကိုစေလွတ်ခဲ့တာလို့သတင်းမှဖော်ပြပါဗျ။ရန်ကုန်မြို့နယ်ကောင်ပပေရာမြို့နယ်အမှတ်၁၁ရပ်ကွက်32လအထက်ဘလောက်မှာရှိတဲ့ Beauty Land Hotel မှာဒီကနေ့မနက်ကအမျိုးသမီးတယောက်အပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခံခဲ့ရတယ်လို့မြို့ခံတွေစီကသိရပါဗျ။ ဒီကနေ့မနက်9:00ခွဲက Beautyland Hotel အခန်းတံပတ်900နှစ်မှာတဲခိုတဲ့အမျိုးသမီးကိုလူတပ်သမားကအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ကအခန်းအပြင်ဘက် လေအေးပေးဆက်တက်ဆင်ထားတဲ့စင်ပေါ်မှာအမိုက်အိတ်အပြာနဲ့ဆွန့်ပစ်ခဲ့တာလို့မြို့ကန်တယောက်ကပြောပါတယ်။လက်တလုံးမှာစစ်ကောင်စီတပ်နဲ့ရဲတွေကအဲ့ဒီဟိုတယ်အတွင်းဝန်ထမ်းတွေကိုစစ်ဆေးနေပြီး CCTV မှတ်တမ်းတွေကိုတိုက်ဆိုင်စစ်ဆေးနေတယ်လို့အုတ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။ ပြီးခဲ့တဲ့အောက်ဂုတ်လအတွင်းကမရန်ကုန်းမြို့နယ်ကပ္ပိုင်ကွန်ဒိုမှာနေထိုင်တဲ့တောင်ကိုရီးယားနိုင်ငံသားတယောက်လူရဲတပ်ဖြတ်ခံရသလိုလက်သာမြို့နယ်နီယိုပါတီ KTV မှာတရုတ်နိုင်ငံသားတယောက်တန်တန်နဲ့ပြစ်ခတ်တပ်ဖြတ်ခံခဲ့ရပါသေးတယ်။အခုနှစ်ဇန်နဝါရီအစောပိုင်းကဒေါ်ပုံတန်ကေတမရန်ကုန်းကွန်းချန်ကုန်းနဲ့ရှေ့ပြည်သာမြို့နယ်မှာလူ၅ယောက်လူရဲတပ်ဖြတ်ခံရပြီးပြစ်မှုကျူးလွန်သူတွေကိုအခုထိရဲတွေကဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။